ကျွတ်ဆိုရင်တော့တကောနားလဲဦးမပြကျွတ်မင်းဆိုတော့ဟိုကဘာမှန်းသိမှာမဟုတ်ဘူးဒီလားတိရစ္ဆာန်တိရစ္ဆာန်ပဲဘာမှကျွတ်မင်းနေဟိုတောင်းမင်းနေပါလေလုံမလေးနေတော့မင်္ဂလာပါဘွေမင်္ဂလာပါဆယ်ဒါကျွန်တော်တို့မနက်ခင်းတိုင်း morning talk ပေါ့ဟမ်တင်ဆက်နေကြမနက်ခင်းစကားဝိုင်းပေါ့ခါကော်ရေးဦးစီးချုပ်ရေပေါ့လေဟုတ်ရန်ကုန်ကြီး ရန်ကုန်မှာရှိတဲ့တန်းလျက်ဆွန်းပေါ့ ARD ရေဒီစကန်ဌာနချုပ်မှာပေါ့လေကာကွယ်ရေးဦးစီးချုပ်ရေနဲ့သူ့ရဲ့ဇန်ဒီတွေပေါ့နော်နောက်တစ်ခုကရာရှိဇန်ဒီတွေကိုဟိုဟာပေါ့အေးပေါ့ပထမ်းရွတ်ဖို့အတန်းနန်းပိုးချနေတယ်ဆိုမလာတရရနေပြီးခုနှစ်ရက်ထိအထိပေါ့နော်ဒါသူ့ရဲ့အမိန်နဲ့ဒီတန်းနန်းကိုမတက်လို့ရှိရင်ရေးယူမယ်လို့ဟာတော့လေထိန်ဝင်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 အဲဟာလေဗိုလ်ချုပ်ကြီးထိန်ဝင်ဟာလေသူနဲ့သူမိမဟုတ်သူက အရေးပေါ်တင်တန်းနော်အဲရေးပေါ်ဒါပါလေပြည်ရအတွက်ပဋ္ဌာန်းချုပ်တဲ့တင်တန်းအဲအဲ့တင်တန်းသူတို့လုပ်တယ်လို့တော့သူတို့အတွက်ကအရေးပေါ်ကြီးဖြစ်နေတာဘယ်တော့မှသူပြောချင်တာတော့အရေးပေါ်ကြီးဖြစ်နေတာဘယ်ချိန်မှာပဲကြည့်လိုက်ကြည့်လိုက်ဒါအရေးကြီးချိန်အရေးပေါ်ချိန်သူတို့အတွက်အဲ့ဒါတွေပဲဖြစ်နေပြီဖြစ်နေတော့အဲ့ထက်ပိုဆိုးတာသူတို့ရဲ့အရေးပေါ်လုပ်တဲ့လုပ်ငန်းစဉ်ကရည်ရာနဲ့ပဋ္ဌာန်းချုပ်တဲ့ဟာသွားဖြစ်နေပြန်ရော ်အဒီရတရားတွေပဋ္ဌာန်းတွေဆိုတာကတို့အတွက်အသက်အမြအရေးကြီးတယ်ဆိုင်ဆစ်စင်ကြီးတရားကဲတို့ပဲအရေးကြီးတယ်အဲ့ဒါဆိုင်လေးတက်ထဲမှာနေကြတော့ကျွန်တော်တို့အားလုံးကြုံခဲ့ရတဲ့ဟာဟုတ်နော်အဲရဲမေတွေပေါ့နော်ဒါစစ်သားတွေမိမတွေဆိုရင်ဒီဓမ္မဆက်ကြရွတ်တာလို့အောက်ဆိုဒါသူကရှေ့တန်းထွက်ပြီဆိုရင်လုံခိုင်းပြီဟုတ်တယ်ကျွန်တော်အကုန်လုံးဒါတရင်ရရှေတန်းထွက်ပြီးဟေးဆိုရင် နောက်တန်းမှာကြံခဲ့တဲ့မိမတွေကိုအဲသူကအဲ့လိုမျိုးဘာယုံပို့ပြီးတော့ဓမ္မဆက်ကြရွက်ခိုင်းတယ်။ဟုတ်။ရွက်ခိုင်းတဲ့အချိန်မှာဘယ်လိုဘယ်လိုပြောလဲ ဒီဥစ္စာဒီကောင်းတဲ့အလုပ်တွေအမှန်တကယ်ကတော့ဒါကောင်းတဲ့အမှုကျင့်တွေကောင်းတဲ့ဟာတွေပေါ့နော်အဲအဲ့လိုဟာမျိုးကိုသူကစိတ်ကြည်လင်ပြီးတော့ဗောဗျာတကယ်ကိုဟိုဟာဖြစ်နေတဲ့အချိန်မျိုးမှာရိုးရလာပို့ပြီးတော့ဟိုဟာဖြစ်တာဗောအော်အကျိုးအာနိသင်ထူးမှာဗောဟုတ်ဟုတ်ဒါမဲ့အဲ့လိုရုပ်ဖို့အတွက်ကလည်းအဲကိုယ့်ရဲ့အလုပ်တွေလုပ်ရက်တွေအကျင့်သီလတွေအဲဒါတွေကောင်းနေဖို့လေလိုအပ်သေးတာဟုတ်တယ်လိုအပ်သေးတာဖြူစင်နေဖို့ဗောနော်ဖြူစင်နေဖို့လိုအပ်သေးတာအဲ့တော့ အဲရဲမေတွေကိုရွတ်ခိုင်းတဲ့အချိန်မှာဘာလုပ်ခိုင်းလဲဆိုတော့အဲရဲမေတွေကသူ့အနေနဲ့သူနေမကောင်းဖြစ်တဲ့သူရှိမယ်တချို့ကကြတော့ကလေးငယ်ငယ်လေးရှိအဲကလေးငယ်ငယ်လေးဆိုတော့ဒီကလေးထိရင်နဲ့သူတို့သွားဖို့မဖြစ်နိုင်ဘူးအဲအဲ့လိုမျိုးဟာရှိမယ်ပြီးတော့အဲဓမ္မဆက်ကြရွတ်ခိုင်းတဲ့အချိန်မှာသူတို့ရဲ့အိမ်လုပ်တွေလောက်ရတာရှိတယ်အဲခါကျကလေးကြောင်းကြောမှရှိတယ်အဲခါကျသမင်းချက်ပြောမှရှိတယ်အဝိရှော်ဖို့ရတာရှိတယ်အဲ့လိုဟာမျိုးတွေတခုမှမလုပ်နိုင်ဘူး ဒါမဖြစ်မနေတမဆက်ကြလာရောခုနလိုပေါ့အေးယူမယ်ဆိုပြီးပြောတဲ့ချိန်ကျလာရောခိုင်းတော့အဲ့ဒီဖွဲ့တွေအကုန်လုံးကစိတ်ထဲမှာနေကဓမ္မယုံမရောက်သေးချိန်စဲနေပြီချိန်စဲနေပြီအဲတရောင်းစားတဲ့သိလားမလုံတော့ဟုတ်ဓမ္မယုံမရောက်ကလေးဟာမှတွားကနေကွာမလုံတော့ဟုတ်သားတရောင်းစားတဲ့မူအာတဲ့မူကတော့တည်ချင်းစိုးသေးတော့တည်ချင်းစိုးမကြီးငါတို့သူကြတော့မလာဘူးငါတို့ကြတော့ရွတ်ခိုင်းနေအာဖြစ်အဲ့ဓမ္မယုံမှာလည်းရောက်သွားပြီဆိုရင်ချိုးကြကလင်းငယ်တော့ မခေါ်လာလို့မရအောင်ခေါ်လာခဲ့ရ။ခေါ်လာဟိုရောက်ပြီဆိုကလေးကပူတော့ငိုးစူညာနေပါဘူး။စူညာပြီးဓမ္မဆရာကြွတာလည်းမတူဘူး။တကယ်ပါ။အာတကယ်ပူလောင်တော့ပါတော့သူတို့ကြည့်ပြီးတော့အခုအချိန်နေမျိုးမှာဆိုရင်ပို့ပြီးတော့တောင်ဒီအားရည်ကြာဟာတကြီးဖြစ်နေသေးတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့စစ်သားတွေသူတို့ယောက်ျားတွေပေါ့နော်သူတို့ရဲ့စစ်သားတွေကယောက်ျားတွေကရှေ့တန်းအောင်သွားပြီဆိုရင်ဒါပြည်သူလူထုကိုကာကွယ်ဖို့သွားတာမှမဟုတ်တာ။ဟုတ်။ပြည်သူကိုတတ်ဖို့ပြည်သူကိုနှိမ့်ဆက်ဖို့ညှဉ်းပန်းဖို့ ပြီးတော့ဒိုင်းသားချင်းချင်းဒါတက်ဖို့ဒီလိုမျိုးပုံစံမျိုးနဲ့သွားတာဖြက်လို့ဖြက်စီလောက်ဖို့ဆိုတော့သွားတာအသက်တွေတက်ဖို့လည်းသွားတာအဲ့လိုမျိုးလှုပ်တွေဒါတရားတွေစစ်မှာမဟုတ်တာအဲ့လိုမျိုးလှုပ်တွေလှုပ်ဖို့သွားတာဖြစ်တဲ့အတွက်နောက်ကနေတရားညွတ်ဖင်းရနေချီထွက်အောင်အော်ဘာမှထူးလာမှာမဟုတ်ဘူးဆိုတော့ပြောချင်တာဟုတ်ဒါပေမဲ့သူတို့အတွက်ကြအဲ့လားကဟိုအသက်ငယ်စေးဖြစ်နေတာပေါ့ဟုတ်တယ်ဒါကိုညွတ်ရင်သူတို့အရှိမရှိတဲ့သူတို့ရဲ့လျော်ကြားတဲ့အနေကင်းမယ်လို့သူတို့ကထင်တာ ဒီလိုပဲတဖွဲဖွဲကျင်းတဲ့နေဝင်တာဘယ်သူတော့ဒေသွားပြန်ပြီဘယ်သူတော့ကြာသွားပြန်ပြီဘယ်သူတော့ပြတ်သွားပြန်ပြီဘယ်သူတော့ပျောက်ဆုံးပြန်ပြီဆိုပြီးတော့အဲ့လိုအများကြီးဖြစ်ဖြစ်ကြရလေတဲ့ဟုတ်ဟုတ်ဒါဟိုအနာတိတ်မှုဖြစ်စဉ်နောက်ပိုင်းမှာဘိုးကြီးကဒီဟိုကခုနကတော့ဓမ္မစကြာရွတ်တာပေါ့နော်ဒါရခိုင်ပြည်နယ်မှာဆိုရင်ဒါဟိုအမျိုးသမီးတယောက်တပ်ပုံတွေ့လိုက်မှာပါဘိုးကြီးယောဂီအောင်ဝတ်စုံနဲ့ဒါပေမဲ့တနက်တစ်ဖက်ကလွယ်ထားတာလေအပြင်ဟိုကပါလေယူနီဖောင်းကြီးကိုတပတ်လို့တင်ပြီးတော့အဲဟုတ်တယ်အဲ့ဒါလည်းတွေ့လိုက်တယ်အဲ့ဒါမျိုးပေါ့အခုလက်ရှိကလည်းသူတို့အသေးအတန်ဖြစ်နေမှာပေါ့ဒါ ခုနရေးတဲ့စကန်တစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီ2024စက်တင်လာဟောစက်တင်ဘာလ9ရက်နေ့ရနေမှာတညောင်းလားအဲဟိုကဟောစက်တင်ဘာလ9ရက်နေ့ရကျွန်တော်ဟိုဟာဘိုးရ2024မှာကျွန်တော်ကျွန်တော်တို့ဒီတန်တွဲမှာတန်တွဲမှာရှိတဲ့ပင်မရင်ငုံရင်ငုံနဲ့ဆက်ယူရေးတက်ကဟိုဒါကျွန်တော်တို့ဟိုဟာပေါ့အရခတက်တော် AA ကနေပြီးတင်ပိုက်လိုက်တာကျင်းလားအဲအဲ့ရေးတဲ့စကန်မှာဟိုကခုနလေအင်အား400ကျော် ဒါဟိုတေသွားတာပေါ့နော်ကျန်တဲ့လူတွေကလည်းထွက်ပြေးပါညာဆိုအခုလက်ရှိကလည်းကျွန်တော်တို့ကြောက်ဖြူတိုက်နေတာကြောက်ဖြူတိုက်နေတဲ့အခါကျတော့တ냐ရဲ့ over ရေးရေးတဲ့ scan ဌာနကျုပ်ရဲ့ cargo scan တွေကြာသွားပြီဆိုတော့ကြာသွားပြီဦးစီးချုပ်တွေကခုနဟိုဦးစီးချုပ်ရေးကအသေးတန်လန့်နေတာပေါ့လန့်နေပြီလန့်နေတော့ကျန်တဲ့ဟာတွေတော့ပါရေးပေါ်ရေးပေါ်ရတရာတွေနဲ့ဟိုပထန်းနေညွတ်နေတာသူပထွေးရပြန်လာတော့မှ6ရက်နေပြန်လာလို့ရှိရင်ဒီတ냐ဟိုဒီပါသွားပြီဆိုတာ ਨੇ ဒီကောင်တုတ်တော့မှာတုတ်ခံမှာဆိုတော့ရေးပေါ်ဗရန်နေယူနေတာဘောသူ့တွာသူ့တွာအော်အော်သူကတနာစရာနော်ဟိုဟိုကြောက်ဖြူအတွက်ကိုသူကရန်ကုန်ကနေရွတ်ပေးနေတာဗျာအဲ့တင်နန်းပို့ချတဲ့တဲမှာခုနဗိုလ်ချုပ်တင်ငွေတမီးတို့ပါတော့ဆိုတာဗိုလ်ချုပ်တင်ငွေဆိုတော့လေရန်ကုန်ကကျွန်တော်တို့လေတက်ကပဲอืมဒါပညာရေးဝန်ကြီးတို့ပါတော့လောက်ခဲ့တဲ့လူပေါ့သူ့ရဲ့တမီးကနေခုနတင်နန်းပေးနေတာဟောပထမ်းတင်နန်းနေပါလေอืมအဲ့တော့ ြောချင်တာကတော့ဆရာကြီးอ่ะသူတို့တွေလုံနေတဲ့လုံရက်တွေကမှားနေတာဖြစ်တဲ့အတွက်ဒီဖရာရဲ့ဂုံတော်တွေဆိုတာကလည်းသူတို့တက်တော့ဘာမှအကျိုးအနိုင်တင်ထူမှာမဟုတ်ဘူးတာခွဲပေးနိုင်မှာမဟုတ်ဘူးသူတို့လက်ကောင်းထွက်အောင်ယွတ်ကြိုင်းသလောက်ယွတ်ရွှေသလောက်လဲသူတို့ဘာမှဖြစ်လာမှာမဟုတ်ဟုတ်တယ်ဖြစ်ဖြစ်စေချင်တာအဲ့ဒါမဟုတ်ဖြစ်စေချင်တာဒီလိုမျိုးဖင်ကုန်းပြီးတော့ဒီရတရားတွေချိန်နေမဲ့စားဒါပထန်းနေရွတ်နေမဲ့စားပေါ့နော်ကိုယ့်ရဲ့လင်းရောက်ကြောင်းနားချတဲ့တာအဲ့ဒါသူတို့ဒါလုံးဝမိသားစုတွေကွဲကွာတာမျိုးပေါ့အသေးအသေး ဇုံနဲ့ကွဲခွာတာမျိုးဒါမျိုးတွေမဖြစ်ဖို့အတွက်ဆိုရင်ပြည်သူ့ဘက်ကိုရက်တည်ဖို့အတွက်ကိုတို့ရောက်ကြတယ်ကိုနားချတဲ့နာဟုတ်တယ်ပဋ္ဌာန်းနေရွတ်နေတယ်ရွတ်နေပဋ္ဌာန်းကအာနိသင်မထူးလို့မဟုတ်ဘူးဒီလိုရွတ်လို့မထူးတာမထူးတာမထူးတာတို့အကျင့်တီလာမှမဖြူစင်းတာမဖြူစင်းတဲ့လူရွတ်နေလေလကားလကားပဲအာပေါ့ဦးမဲ့ဖတ်တယ်ပဲပြီးရင်ဖះလဲနားတင်ကြီးနေလောက်ပြီးလာအဲ့ကြောင့်ဒါကတော့ဟိုသူတို့အတွက်ဆိုရင်ပြောတာပါသိလားဟိုတကယ်ကောင်းမွန်တဲ့အရာတွေလုံးမသားလေဒါတွေကအကျိုးအာနိသင်ထူးလာလေနော်အဲ့တော့သူတို့ဘက်ကသူတို့ရတရားပဲချေချေ ဗေဒင်မဲမိမေဗေဒင်မဲတွတ်တွတ်ကိုယ့်ရဲ့လောရက်တွေမမှန်တာဖြစ်တဲ့အတွက်ဒါအာညောင်းရွဘာမှထူလာမှာမဟုတ်ဘူးအဲ့တက်ပို့ပြီးတော့ကောင်းစီချင်တာကကြတော့ပြည်သူဘက်ကိုရက်တီရက်တီနိုင်မှုအတွက်ကိုနားချမင်းတို့လုံနေတဲ့အလုပ်တွေကမှားနေတယ်မင်းတို့ပြည်သူကိုတက်ဖို့အတွက်သွားနေတာအဲ့တော့ငါတို့လည်းနောက်တန်းနေဘာမှမတက်နိုင်ဘူးငါတို့လည်းပူလောင်ရတယ်တကယ်လို့မင်းတို့တိတ်သွားပြီဆိုရင်မောင်မိသားစုဒုက္ခရောက်မယ်အဲ့တော့ကို့မိသားစုကိုပြန်ကြည့်ပါအဲ့ကြတော့ဒီလိုမျိုးအလုပ်တွေမလုပ်ဖဲနဲ့ပြည်သူဘက်ရက်တီရအောင်ဆိုပြီးတော့ ဒါမျိုးပုံစံမျိုးတိုက်တွန်းတာတွေစီယုံတာမျိုးတွေလုပ်တင်တာဟုတ်တယ်ဟုတ်နောက်တစ်ခုကကြတော့ဒါလည်းသတင်းထုတ်အားဆရာယုံမေးချင်တာပေါ့နော်မင်းအောင်လှိုင်ကပူတင်ကိုဗာလဲ ဟိုလက်နဲ့ဆက်ကြရှင်တို့ကြွက်မင်းတို့ဒါပြရိတ်တော့အရဆိုပြီးတော့ကင်လိုက်တဲ့ကောင်ရှိတယ်အဲ့ကောင်ရဲ့လက်သက်တရခံပေါ်လာပြီပေါ့နော်ဒါမင်းအောင်လည်းဟိုသွားတဲ့ချိန်မှာသူဖားဖို့ရားဖို့အတွက်ပေါ့နော်ဒီလိုမျိုးအကွက်တွေဒါထုတ်သုံးလိုက်တာဟိုကောင်လည်းရုတ်တည်နဲ့စာအုပ်တော်မိတ်တူကူးပြီးတော့လားဟမ်ဟိုဘူတင်သားပြီးတော့ပေးပြီးတော့ဖတ်ခိုင်းတာမျိုးဖတ်ပြတာမျိုးတွေလုတ်ခဲ့တာပေါ့နော်တကယ်ရည်ရည်ရည်ပေါ်ဆရာရည်လားဒီဘက်ကထားပါတော့ဒါမှန်တယ်ဆိုရင်တော့မှပဲဒီဘက်က ဒီဒီလိုမျိုးဖြစ်စေနေတပိုင်းကြောင့်ကြွက်ဆိုရင်တော့တကောနားလဲဦးမပြကြွက်မင်းဆိုတော့ဟိုကောဘာမှန်းသိမှာမဟုတ်ဘူးဒီလားတိရစ္ဆာန်တိရစ္ဆာန်ပဲဘာမှကြွက်မင်းနေဟိုထောင်းမင်းနေပါလေလုံမနေနေတော့အဲ့လိုဟာမျိုးဟိုပြောရတဲ့တတိကိုတကယ်ကြီးကျူးတယ်ဆိုတာတကယ်ဆောက်ဘောစရာအဲ့လိုဟာမျိုးဆောက်ဘောဖြစ်အောင်နောက်ကနေပို့ပေးလိုက်တဲ့ကောင်ရှိတယ်ပေါ့နော်အဲ့ဒါတူဝင်ကြီးလွင်ဦးလားဟုတ်ဟုတ်ဒါတူကြောင့်မေးကြည့်ရကြတော့သူကစေဦးစီးရာရှိချုပ်လေးဟုတ်တယ်အဲအဲ့ဖြစ်ခဲ့တာပေါ့နော်အဲ့ကြတော့ဆိုင်နဲ့ မกินဘူးပေါ့နော်မกินဘူးထဲမေးမေးနေမှာပဲသူမိမတဲ့မှာမกินဘူးမกินဘူးဆိုတော့တခြားကြောင့်မဟုတ်ဘူးသူမိမဒါစာတင်တဲ့ချိန်မှာဇာတ်ရအဲအဲ့လိုမျိုးတက်ခဲ့ဘူးလားပေါ့နော်အဲ့တော့သူတို့အကြောင်းလေးနည်းလုတ်ပါဦးဆယ်လက်သက်တရကသူကဗိုလ်ချုပ်လွင်ဦးကအရင်တော့ဗိုလ်ချုပ်မဖြစ်ခင်တော့ကျွန်တော်တို့ရှန်တဲ့လေချောင်းတက်တယ်လေးတဲ့စကမ်ဌာနချုပ်မှာပေါ့လေအဲအဲ့ဒီချိန်တော့သူတို့ခုနလိုဘိုလ်ကြီးတို့ဘုံမှုတို့အဲ့အဆင်ပေါ့ရှန်တဲ့လေချောင်းတက်တယ်လေးတဲ့စကမ်မှာသူကအဲ့တော့ဟိုပါပေါ့ 1998ခုနှစ်လောက်ကသူကမော်တော်ယာဉ်ဌာနမှုပါညာလုပ်ခဲ့တာလုပ်ခဲ့တော့အဲ့ကနေပြီးတော့အဲသူ့ရဲ့မိခင်အုပ်ကတော့ A5 ကသူက A5 ဘုံကျဲလေးရင်လို့ပါတော့ရှင်တော့လေမောင်းခဲ့တဲ့ဟိုဖိုက်တာပဲပေါ့လေအဲ့ကနေမှခုနသူကယာတုတပြေးတက်လာဦးစီးချုပ်ဟိုကာကွယ်ရေးဦးစီးချုပ်လေးမြက်ဟင်းရဲ့တပည့်ဟောအဲ့ဒီအချိန်တော့မြက်ဟင်းတို့ပါတော့ရှမ်းတဲမှာသူကဌာနချုပ်မှုလို့ပါတော့လုပ်ခဲ့တာဆိုတော့မြက်ဟင်းနဲ့ဆရာတပည့်တွေပေါ့လွယ်ဦးကအဲဟို တဖေးဖေးနဲ့ဒါဟိုယာတုတက်သွားတဲ့အခါကျတော့လွင်ဦးကဟိုဘောစစ်ဦးစီးအရာရှိချုပ်လေးဖြစ်သွားတာဩကကလေးမှာခုနကာကွယ်ဦးစီးချုပ်လေးပြီးရင်သူပဲအဲ့ဒီအချိန်တော့ဒီလွင်ဦးစစ်ဦးစီးအရာရှိချုပ်လေးဖြစ်တဲ့အချိန်မှာကာကွယ်ဦးစီးချုပ်လေးကဟိုဘောခင်အောင်မြင့်ခင်အောင်မြင့်အဲ့ဒီအချိန်2016နဲ့2019မှာကျွန်တော်တို့ရှမ်းမြောက်မှာတိုက်ပွဲတွေဖြစ်တာဗောတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာဒါ A5 တို့ K8 တို့ S7 တို့ ਨੇ ဘုံကျဲတာဘုံကျဲတဲ့အချိန်မှာတရုတ်နိုင်ငံတွေကိုကြီကြသွား ဘုံကြွားလို့ဆိုပြီးတော့ဒါတယောက်ကနေပြီးတော့မင်းအောင်လိုင်းကိုပရက်ရှာပေးတာပရက်ရှာပေးတဲ့အခါကျခေအောင်မြင်းကြီးကိုဒါဟိုပါဘောမင်းအောင်လိုင်းကခေါ်ပြီးကြိတ်တာပေါ့အင်းကြိတ်တဲ့ချိန်ကြမှာမဟုတ်ဘူးပေါ့နော်ဆရာကျွန်တော်နိုင်ငံခြားသွားဆရာရှိလို့ဒါစေဦးစီးရရှိကျုပ်လေးလွင်ဦးကိုကျွန်တော်လွှဲထားတာပါပါသူတာဝန်ကိုလွှဲခဲ့တာပေါ့ခေအောင်မြင်းကနေပြီးတော့ပုတ်ချလိုက်တာအင်းလွင်ဦးကိုပုတ်ချလိုက်လွင်ဦးကနေပြီးတော့လွင်ဦးကိုကြိတ်ရောမင်းအောင်လိုင်းအဲ့ဒါနဲ့ဖြုတ်လိုက်တာအော်ပြုတ်သွားတာပြုတ်သွားတာအဲ့မှာ ရင်းပြုတ်သွားပြီးတော့မှအခုဘယ်လိုပြောမလဲဒီပြုတ်သွားပြီးတော့မှအခုအာဏာသိမ်းမှုဖြစ်စေနောက်ပိုင်းကျမှတခါပြန်ခေါ်ပြီးတော့မှဟိုသူပြုတ်သွားတဲ့အကြောင်းရင်းကိုလွင်ဦးမှအပြစ်မရှိဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်မြတ်ဟိန်းကနေပြီးမှခုနမင်းအောင်လိုင်အောင်ပြောပြတာဘာကြောင့်လဲဆိုတော့မြတ်ဟိန်းနဲ့ကတပည့်ဦးစည်းချုပ်လေးမြတ်ဟိန်းနဲ့လွင်ဦးနဲ့ဆရာတပည့်ဆရာတပည့်ဖြစ်နေတာဖြစ်နေတယ်ကျွန်တော်အမေလွင်ဦးမှအပြစ်မရှိဘူးဘာညာလဲဆိုပြောလိုက်တော့အခုဒီအာဏာသိမ်းမှုဖြစ်စေနောက်ပိုင်းကျမှလွင်ဦးကိုပြန်ပြီး တူဝင်ကြီးပြန်ပေးတူဝင်ကြီးနေရာပြန်ပေးတဲ့သဘောပေါ့ဩဒါသူတို့ချင်းချင်းကြားမှာကိုပဲဒါစစ်တပ်ရဲ့ထုံးစံပြောမှာပေါ့နော်ဟိုတခုခုဆိုရင်ပြပေးရေးယူခံရအောင်မဟေ့ဆိုရင်ငါလုတာမဟုတ်ဘူးဟုတ်တယ်အောက်ကဟိုကောင်လုတာအငဲကိုလည်းလွှဲချဖို့ဝင်မလေးဘူးတက်နေမှုဝင်မလေးဘူးဆိုတဲ့ကောင်မျိုးတွေကဒီဒီလိုမျိုးစစ်ဖို့ကြုတ်တွေကောင်းနေမှာအပြည့်ဟုတ်နော်အဲ့လိုစောင့်ကြည့်ရုပ်တဲ့ကောင်မျိုးတွေသူအဲ့ဒါနဲ့ဟိုခင်အောင်မြင်ကြီးကအဲ့တခုတခါညှိညှိပြီးတော့နောက်တခုကကျွန်တော်တို့ဒါတဝဲဘက်မှာဝိုင်းပြက်ကြတာ လူအယောက်100ကျော်တည်တာရယ်နောက်တစ်ခုကပတိန် data scan ဌာနချုပ်ကကြီးဖို့ပြတ်ကျတော့ပြတ်ကျတော့လေလိုက်ချတာ2လကျော်3လလောက်ကြာတာလောက်ထိကိုလင်းချစ်သမျှဟာနဲ့ထုတ်သုံးပြီးရရှာတာဟောအဲ့မှာမတွေ့မတွေ့ဘူးမတွေ့တော့အဲ့တော့လေအဲ့ခေအောင်မင်းကိုတင်းနေတာအဲအဲတင်းနေတာနောက်တစ်ခုကတခါ VNN လေရင်ကနေပြီးတော့ကျွန်တော်တို့ဂျန်ကုန်မြို့ပေါ်ကနေပြီးတော့ဖြတ်ကျော်ပြန်တန်းလို့ဆိုပြီးတော့မသိရအောင်လားစစ်ခုံရုံးနေ ကျွန်တော်တို့ဒါကျွန်တော်တို့ဌာနပါလေကျောင်းရံကွယ်ရေးကိုကဲမှုဌာနကိုစစ်ခုရုံးနေပါထိုင်နေချိန်မှာခေအောင်မြင့်ဦးပဲအောင်မင်းစောက်ခွက်ဝင်ကမကြည့်ကျွန်တော်ဟိုဘာညာနဲ့မြောင်းလိုင်းအောင်ပြောပေါ့အဲ့ဒါခေအောင်မြင့်ကပြုတ်သွားတော့ပြုတ်သွားပြီးမှခေအောင်မင်းပြုတ်သွားပြီးမှခုနမောင်မောင်ကျော်တက်လာတာပေါ့အဲ့လိုမျိုးသူတို့ကဟိုအာအဲ့လိုသူကလည်းသူဆက်ဆက်နေကြတာနော်ဆက်ဆက်နေကြတော့တမိုင်းကြောင်းနေပေါ့တမိုင်းကြောင်းနေကဘာမကြည့်ပွဲတွေသူကရှမ်းထဲမှာနေခဲ့တယ်ဒါဟိုအဲ့ဒီတော့ဟိုပုံမှုလွင်ဦးတို့ ပါပါညာပေါ့လေသူမိမကတော့ခုနဒေါမြင့်တန်တာဒေါမြင့်တန်တာလောက်အောင်ကျွန်တော်ရဲ့ဆရာမပေါ့ဟိုရှန်နဲ့အထက်ကငါဟိုပါပေါ့လေအထက်တန်းကျောင်းမှာသူကစာသင်ခဲ့တာအဲဟို1998ခုနှစ်မှာပဲဆရာမဒေါမြင့်တန်တာ၈တန်းတင်ခဲ့တာပေါ့လေ၈တန်းအောင်မှာသူကတင်ရှာဘာသာတင်တာပေါ့တင်အဲ့ဒီအချိန်တော့ဘိုးကြီးကခုနလိုဒီမြေပြူနဲ့ white ဟိုပါဘလက်ဘုတ်ပေါ့ဘလက်ဘုတ်နဲ့မြေပြူနဲ့ရေးရတဲ့ခက်ကို အဆရာမတော်မြတ်တနာတေချာပါညာဆိုရင်ရင်းပြီးခဲ့တဲ့ဟိုပထမဆုံးဒုတိယဆုံးတတိယဆုံးရတဲ့ဟိုចောင်းသားတွေရဲ့စာအုပ်တွေကိုသူကယူထားတာ။အော်ယူထားပြီးလို့ရှိရင်မေကုံးအဖေရောဒီ black box မှာမြေပြူနဲ့ရေး။ရေးပြီးပြီဆိုမေကုံးအဖေရောသူရှင်းမပြဘူး။အဲဆရာမရှင်းမပြရနဲ့ရေးရေးရေးပြီးလို့ရှိရင်ဟာပြီလားမြန်မြန်ကူမြန်မြန်ကူဆိုအဲအဲကျွန်တော်ကတော့အဲ့အဲ့ရှင်တော့ရှစ်တန်းဆိုတော့ ူငယ်တန်းနေမှဟိုဆယ်တန်းထိကကျွန်တော်နောက်ဆုံးခုံပါကြီးပဲနေရတာဘာကြောင့်လဲဆိုတော့ရက်ရှည်လို့ဆိုပြီးကျွန်တော်နောက်ဆုံးမှာကြီးပဲပို့ပို့ထားအဲနောက်ဆောင်းဝန်းနီးလာပြီဆိုဆရာမတော်မြတ်တန်းနာမိကုံးဟောဖေရောဟေးမြန်ကူမြန်ဦးလို့ပြီးပြီလားပြီးပြီလားအချိန်ရငါမရဘူးနော်အဲဆရာမတော်မြတ်တန်းနာရမ်းတွက်တယ်အလစ်လစ်ကလေးရမ်းလဲသူကဟိုပါးနဲ့တယ်လဲတယ်လို့ပြောရမှာပေါ့နော်ဆရာမမြန်ကူမြန်ကူဆိုခဏခဏရှင်းမပြတော့ကျွန်တော်စတာဆရာမအာနောက်ဆုံးတန်းနေပြီ ကျွမ်းလာပြီလားဆရာမဟုတ်အဆရာမတပထမတစ်ခါတော့ညစောင်းကျွန်တော်လန့်ထိုးတယ်နောက်တစ်ခါပြီးရင်ကုလည်းများလို့များလို့ချိန်များအောင်ဆိုရင်ကျွန်တော်အဲကျွမ်းလာပြီလားကျွမ်းလာပြီလားနဲ့သူ့ကိုပြောတော့ဒေါရကန်အဲဆောက်နေရောဆောက်ပစပိထားနော်နေဆောက်ပစဆောက်ကောင်းနော်နေဆောင်ဝဲပြီးအောင်ပြီးရောမလားနေဆောက်ပစပိထားအာမချောင်းနဲ့ဆရာမအဲ့လိုပြောပြောလို့ချင်းအဖေကိုသွားတိုင်လာအဖေကလည်းဒါမော်တော်ယာဉ်ဌာနမှာ ဆိုဟိုတာဝန်ကြတာဆိုအဲ့တော့တော့ဖေးကတော့ဒီ channel လေးတဲ့ scam မှုလို့ပါတော့အိမ်မှာကားတွေပါညောင်းတော့อืมညင်းဖေးနဲ့ငါတိုက်မှာเนาะစောက်တော့သွားတိုက်နေပါဝဲပေါ့ပါဝဲตาတမီးကိုလိုက်လိုက်စာနေစောက်ချက်တွေကွဲနေတယ်ပါဝဲပါညာ ဖေကလောက်ကပြန်လာတာတော့မစပါနဲ့ဘောကမင်းကလည်းကိုယ်ဆံမဟိုပါညာော်လေအနောက်နေကြရင်ခုနကနင်းစီပန်းနေပါလေခူးပြီးတော့ဆံမဟိုတွားချော့ပြန်ချော့စောက်ကောင်စောက်ရုပ်ကတော့ပါညာဆံမနဲ့ကျွန်တော်နဲ့အလိုမျိုးပေါ့ဆံမတော့မြင်တယ်နာဒါကတော့ဒါလွင်ဦးကိစ္စပေါ့နော်လွင်ဦးကတော့ပြောရရင်တော့ကျွန်တော်ထင်ပါတယ်အခုဆိုင်ပြောပုံရဆိုရင်တော့ ခုနလိုပြုတ်သွားပြီဟုတ်ကဲ့အပြုတ်သွားပြီးရဲ့အချိန်မှာမှပြန်ပြီးတော့ထပ်ပြီးတော့သူမှအပြစ်မရှိဘူးဆိုရာတည်ရဲ့အတွက်ပေါ့နော်ဟိုတရားကဖာထေးပြီးတော့ပြောသူဆရာပြောပြီးတော့သူကနေရာပြန်ရပြန်ရတဲ့အချိန်မှာသူကသူ့ရဲ့ဒါအရေးပါမှုကိုသူကလည်းပြချင်မှာပေါ့အဲပြချင်တော့ဖားခွက်တွေလိုက်ရှာရင်းနဲ့ခုနလိုမဟုတ်မဟားဟာတွေဓာတ်ရိုက်တော်ရတယ်ပါလေဖြစ်ကုန်တာပေါ့ဩအတိကတော့ဖားတာဖားတဲ့ဟာနေဖြစ်လာတဲ့ဟာတွေပေါ့နော်နောက်ဆုံးတော့ဒီကောင်ကလက်သက်တည်းရခံဆိုတော့ဒါဘလို့ပဲဖြစ်ဒါဆက်ဆက်ပြီးတော့တည်ရတဲ့ဟာကြောင့်မလို့ဒါတကယ်လည်းကျေးဇူးတင်တာပေါ့နော်အခုဒါပြောရမယ်ဆိုတော့ ဒီရက်ထဲမှာဒါစစ်ကောင်စီဘက်မှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေပဲဖြစ်ဖြစ်ပေါ့နော်အဲသူတို့ဒါမင်းအွန်လိုင်းတို့ကအစပေါ့နော်အဲအဲ့ကောင်တွေရဲ့လောက်တာတွေပြောတာတွေစီစဉ်တာတွေအကုန်လုံးကကျွန်တော်တို့အတွက်ဟာသကိုဖြစ်နေတယ်ဟုတ်တယ်ကျွန်တော်တို့တော်လိုင်းဘက်ကအဖွဲ့တွေကြည့်မယ်ဆိုရင်တကယ်ရည်ကြရေးကြီးဖြစ်နေတာပေါ့နော်ဒါပြည်သူတွေကအစပေါ့နော်အဲတခုခုဆိုရတဲ့ဒီကောင်အုံနောက်ချောင်ပြီးတော့ပြောနေတဲ့စကားတွေမှသိတဲ့အခါကျတော့လုံးဝအောက်ပါဆိုရင်ပြောဆိုဆဲဆိုထားတာပေါ့နော်မနေဘူးသိရမလားတကယ်ပြောရင်တော့ဟိုသူတို့က ဟိုအတင်းအားလုံးမှာအာနာရယူထားတဲ့ငပြောင်နေဖြစ်နေတာတရားအာနာအာနာရယူထားတယ်ဒါပေမဲ့သူကလူရှင်တော်ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်ဘယ်သူကမှသူတို့မလေးစားဘူးမလေးစားဘူးဘယ်ပြည်သူကမှလည်းမလေးစားဘူးအခုဆိုရင်ကျွန်တော်တို့ဒီဘက်ကတည်းမဟုတ်တော့ဘူးသူတို့ဘက်ကကောင်းနေရစားမလေးစားတော့မလေးစားတော့သူတို့လှုပ်တဲ့အကွက်တရားစားလေဟိုတလောကလည်းအဲ့လိုမျိုးပဲဒါအထဲထဲမှာရှိတဲ့တယောက်ကပြန်လန်းပြောပေါ့နော်ကျက်တီကိုတုံးလာပြီပေါ့နော်တဖြည်းဖြည်းနဲ့ပေါ့နော်လုံနေတဲ့ဟာတွေရပေါ့နော်တဖြည်းဖြည်းနဲ့ကျက်တီကိုတုံးလာဒီကောင်တင်ထားတဲ့ဟာလေးတွေ့ အာဟိုငါတို့လဲပေါ့နော်ဘလို့ဝကြွေးမှန်းမသိဘူးပေါ့နော်အဲဒီသူတို့ဒီကောက်အောက်မှာသွားပြီးတော့သူတို့တာဝန်ထမ်းဆောင်နေရတဲ့သူတို့ရဲ့ဘွားကိုသူတို့မချေမချမ်းနေဖြစ်နေတာဖြစ်နေရောပို့စီတက်လာတာပေါ့နော်ဟိုမြောက်လိုက်လို့တက်မပြောရုံတမယ်ပဲဆရာကြီးဟာအဲ့လိုမျိုးအဲ့အစ်စင်နေဒီဖြစ်လာပြီဆိုတော့ဒါတကယ်တမ်းပြောရင်ကျောင်းတော်လည်းရအားရစရာအခြေအနေကိုဥတည်နေရလို့ပြောပါမော်ဟုတ်တယ်ဒါတော့မှခုနမင်းအောင်လည်းရုရှားနေမှာနောက်မှကြံခဲ့တဲ့သူ့ရဲ့ညီလေးတွေကိုတိုင်းဖုံးဆက်မှာပေါ့ဆရာကြီးကအဲ့အောင် ရုရှားနဲ့ပူတင်တဲ့နိုင်ငံနဲ့တွေ့တာတော့ရှေ့တည်းကတော့တော်တော်ကောင်းနေပြီပါကြတယ်။ဆိုဝင်တို့ဘာလို့နောက်လိုက်ပေါင်းပါလိမ့်လမ်းပြောမှာပေါ့လေဒါဟိုအများကြီးအောင်မြင်မှုရတယ်ပေါ့ဒီပူတင်နဲ့တွေ့ရတာဘာညာနဲ့ဟိုပြန်လာရင်ကြိုးဖို့ဆိုပြီးဒါဆိုဝင်တို့ဘာလို့ကခုနကဘောမနုပညာရှင်တွေပါလိမ့်စုလိုက်စုနေတယ်လို့တော့ပြောတာ။အဲအဲ့ဒါလေဒါသူရဲ့ထုံးစံရပါပဲ။ဘယ်သူမှတော့ဒါကိုကြည့်ပေါ့ဗောနော်။အဲကျွန်တော်လူလူကောင်းတော့မေစုဟုတ်တနည်းအားနဲ့တနည်းအားသွားမယ် ဘာမှတစ်ခါလေးကြိုပြီးတော့ကြင်ညာတာမှမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့ရောက်သွားအပြည့်အပြည့်ပဲကြိုတဲ့သူကဟုတ်တယ်ဘာအနေမှလည်းမရှိဘူးသူကမှလည်းအနေမှမပြောလာကြိုပါလို့လည်းမပြောလာကြိုပါလို့လည်းမပြောဖြတ်သွားရင်လည်းအဲ့နားမှရောက်နေတယ်ဆိုပြီးတော့တယောက်လောက်ကများပြောကြည့်လိုက်ဟိုးဝေးရနေလာတဲ့သူတွေအများကြီးပဲတပြုံလိုက်ရောက်ချလာအဲ့လိုမျိုးကြိုဆိုတာဟုတ်တယ်မင်းတူညီဝတ်ဆောင်ဝတ်ခဲ့မင်းတက်ကဘယ်နှယောက်လာခဲ့အဲမင်းတို့ဒါဟိုပညာရေးကဘယ်နှယောက်လာခဲ့အုပ်ချုပ်ရေးမှုဘယ်နှယောက်ခေါ်ခဲ့ဆိုရင်တခါမှ ပြောခဲ့မျိုးလာမျိုးမရှိဘူးဒါပေမဲ့လည်းလုံးဝအပြစ်အရှံပေါ့နော်အခုမင်းအောင်လိုင်းအဲ့လိုမျိုးမဟုတ်တာဘာလို့ထောက်ခံတဲ့လူမြတ်ချင်းတွေလာခဲ့အဲဆိုမင်းတို့အကယ်ဒမီရရင်ရမယ်ဒါမျိုးလေပြီးရင်စစ်တပ်ကားကောင်းနေဆိုလဲအဲ့လိုပဲကြိုးစို့ဖို့အတွက်ကိုအခမ်းအနားကိုဘယ်လိုလုပ်ပါဟုတ်ဒီပုံမောင်းဘလို့လာပါငကားကတွေပါလာလာရုရှားကဘာတဲ့ကရုရှားကတော့ဘလို့ကမလဲအဲအဲ့လိုမျိုးအဲ့လိုပုံစံမျိုးတွေလုံနေရတဲ့ဟာကဒါကွာခြားချက်ပေါ့နော်ဒါကတော့ခေါင်းဆောင် နေရာကိုအတင်းရယူထားတယ်ဆိုပေမဲ့တကယ်ခေါင်းဆောင်အစ်မမဟုတ်ဘူးဆိုတာကိုဒါတွေကတက်တည်ပြနေအောင်ဟုတ်တယ်ဟုတ်